ဘသူမှမမတ်မီနိုင်လာအောင်ပြောင်းလဲသွားတဲ့ချမ်မီမီကိုတချိန်ကမော်ရဲတရုတ်ဆောင်တရားဖြစ်ခဲ့တဲ့ချမ်မီမီကိုဆိုရင်မတိသူရှိမဲမထင်ပါဘူးချမ်မီမီကိုဟာဗီဒီယိုခေတ်ခေတ်မှာနမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးပုံမှန်မင်းသမီးတွေနဲ့ကွဲထွက်နေတဲ့အရေးရှိရှိနေတွေ့လျက်လာပါတဲ့ပုံရိပ်လေးကြောင့်ပုရိသတွေအသေးဆွဲဖြစ်ခဲ့တာပါဒါပေမဲ့လည်းနမေအရန်ကြည့်ပြီးအနုပညာဆန်တအားတက်နေချိန်မှာပဲရုတ်တရက်အင်ထောင်ပြသွားတာဖြစ်ပါတယ် င်ထောင်ကျသွားပြီးတဲ့နောက်ပိုင်းမှာတော့ချက်မမီကိုကလူပညာလောကမှာပျောက်သွားတာကြောင့်ပြည်သက်တွေနဲ့အလံဝေးကွာသွားခဲ့ရတာဖြစ်ပါတယ်။ချက်မမီကိုရဲ့ခင်မွန်တဲ့ကတော့တာမန်နုပညာတိုင်ဝိုင်းထဲကမဟုတ်ပဲတရိတ်ကျဲရွှေရင်ပိုင်ရှင်တထေကြီးတူပဲဖြစ်ပါတယ်။တမတော်လင်မယားဟာလက်ထက်ပွဲကိုလူတိုင်းအားကြရတဲ့အထိချင်းချင်းသေးကျင်ပါခဲ့တာဖြစ်ပြီးဟန်နီမွန်ကိုတော့လက်ကပါပေါ်သွားကြမယ်လို့ဆိုခဲ့ကြသူတွေဖြစ်ပါတယ်။တာယာလာပါတဲ့အင်ထောင်ရေးလေးကိုပိုင်ဆိုင်ခဲ့တာကြောင့်ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းကန်ဆိုးချင်တော့လက်ထပ်ပြီးတာလီတယောက်ရာချိန်မှာခင်မွန်ဖြစ်သူကအခွန်ကိစ္စနဲ့ဖန်ဆီးခံရပြီးထောင်နှန်းဆန့်သွားခဲ့ရတာကြောင့်ချမမီကိုလည်းအားကိုရမယ်ပြီးစင်ငယ်မသားဘွားကိုရောက်သွားရတာဖြစ်ပါတယ်ဒါပေမဲ့လည်းချမီကိုကစိတ်တမကြပဲတရားပါအောင်နာကိုအာယုံပြုပြီးလောကဒဏ်ကိုအန်တုနေသူဖြစ်ပါရင်တူတူသောသားဖြစ်သူကိုတေချာထိန်ချောင်းပြီးနေမျိုးလေးတစ်မျိုးမှာအီချန်စွာအခြေချနေထိုင်နေပြီလို့သိရပါရင် အခုဆိုရင်ချက်မမီကိုဟာရုပ်ရှင်မင်းသမီးလို့မထင်ရလောက်အောင်အရန်ပြောင်းလဲသွားခဲ့ပါပြီ။လူပညာလောကနဲ့ဆယ်စုနှစ်တခုကြာကင်းကွာနေတဲ့သူမအတွက်အရင်လိုလူပညာလောကတွေပြန်လုပ်ဖို့ဆိုရလဲမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရွှေရင်ပိုင်ရှင်တရေကြီးဖြစ်သူခင်မွန်တေကိုယုံကြည်ပြီးအနုပညာလောကတွေနားခဲ့မိလို့အခုချိန်မှာတရားထဲဘွားကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအတွင်သတင်းတွေရတော့ချမ်မီမီကိုကရှမ်ပီနယ်ညောင်ရွှေမြို့မှာဟိုတယ်တစ်ခုဖွင့်ထားပြီးဘွားကိုတတရရဖြတ်တန်းနေကြောင်းသိရပါတယ်။တမကိုမြင်တွေ့တဲ့ဒေသခံတွေလည်းရှိပြီးချမ်မီမီကိုကရာကြမရှိလို့စိတ်ရဲသွားတာမဟုတ်ပဲအေးချမ်းနေရပါလို့ဆိုကြပါတယ်။အချို့ကတော့ချမ်မီမီကိုက ပင်ပင်ပပန်းရုံးကနေရလို့ဒီလိုပုံပြက်ပန်းပြက်ဖြစ်နေရလို့ဆိုကြပါရီပြီးတော့ခင်မွန်တဲ့ကလည်းထောင်ကလူလာပြီးဖြစ်ပြီးချမ်မီမီကိုနဲ့ question လိုက်ပြီးဆိုရက်ကောလာဟာလာရီပါဆိုရှယ်မီဒီယာမှာပြန်နှံနေပါရီဒီသတင်းတွေကိုချမ်မီမီကိုဘက်ကတော့ဘာမှဖြေရှင်းချက်ထုတ်ထားတာမျိုးမရှိဘဲသူမနဲ့မသက်ဆိုင်တယ်လို့ပဲနေနေတာဖြစ်ပါရီသူမကတော့နေ AB စိတ်ထားကောင်းသူတရားဖြစ်တာကြောင့်ဘယ်သူတွေဘလို့ပဲဝေဖန်မစီဥပ္ပေခါပြုထားမဲ့အမျိုးသမီးတအူးဖြစ်ပုံရပါရီ ။သမိုင်းပရိသတ်တွေကတော့ပြောင်းလဲသွားလဲခြင်းနေမှာပါလို့မယ်ချက်တွေရင်းနေကြပြီးသူတို့ရဲ့မင်းသမီးကိုအားပေးနေကြပါရဲ့။တကယ်တော့ကလေးတယောက်နဲ့လောကကြီးကိုရင်ဆိုင်နေရတဲ့အားနှဲ့တဲ့မျိုးသမီးတယောက်ကိုမိုးဝေဖန်မဲအားပေးစကားနဲ့ကူညီနှစ်သိမ့်တင်တာပါ။အခုတော့အပိစကားပြောမဲ့အစားသမရဲ့ရုပ်ရင်နဲ့ခနာကိုကိုအမနာရန်ဝေဖန်နေကြလုံးချမ်မီမီကိုတရားလဲစိတ်မကောင်းဖြစ်နေမှတေချာပါရီ မင်္ဂလာတရားရဲဘွားမှာအင်ထောင်ရေးကအရေးကြီးဆုံးပဲဆိုတာချမ်းမိမိကိုရဲ့ဖြစ်ရက်ကသက်သေပြနေပါတယ်။ဒီမှာခုချမ်းသာနေသည်ဖြစ်စေဆင်းရဲနေသည်ဖြစ်စေဒီလိုကြုံတွေ့နေရတဲ့အတွက်စိတ်မကောင်းလဲဖြစ်မိပြီးတခေတခါကအရင်လာခဲ့တဲ့မင်းသမီးလေးမလို့နှမျောမိတာကတော့အမှန်ပါပဲရှင်။